မင်္ဂလာပါဘာမားရီဗော်လူရှင်းမှဂျိုးဆူပါရယ်မြောင်းတာဗီဒမှာအသက်20နှစ်အရွယ်မောင်ကျော်တက်ပိုင်ကိုအမှတ်9ရက်ကွက်အုတ်ရှုပ်ရည်မှုနဲ့အပွဲကပေါ်တာဆွဲဖမ်းဆီးပြီးငွေ125တိန့်ပြည့်စစ်မှုထမ်းလူသားတို့အဖြစ်ဂျောင်းစားမှုအရှိန်မီပြန်လဲခဲ့တဲ့ထမ်းရောင်းတဲ့အုတ်ရှုပ်ရည်မှုနဲ့အပွဲကိုအမှုဖွင့်ပြီးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ဂျန်ကုန်တိုင်းတာဂီဒမျိုးနယ်မှာအသက်20နှစ်အရွယ်မောင်ကျော်တက်ပိုင်ကိုတာဂီဒအမှတ်9ရက်ကွက်အုတ်ရှုပ်ရည်မှုနဲ့ အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးပြီးငွေကျပ်125သိန်းဖြင့်စစ်မှုထမ်းလူစားတို့အဖြစ် ရောင်းစားခဲ့မှုကိုအချိန်မီပြန်လည်ကဲ့တင်နိုင်ခဲ့ကြောင်းမောင်ကျော်တပ်ပိုင်ရဲ့မိတ်ဆွေများကကြောဆိုပါတယ်။အော်တိုဘလတ်19ရက်နေ့ညပိုင်းမောင်ကျော်တပ်ပိုင်ကိုတာကီတာမျိုးနဲ့အမှတ်9ရက်ကွက်အုပ်ချုပ်ရေးမှုနဲ့အဖွဲ့ကပေါ်တာဆွဲဖမ်းဆီးသွားကြောင်းအဲဒီနောက်မှာအော်တိုဘလတ်20ရက်နေ့အေယာဝတီတိုင်းကျုံပျော်မြို့ရှိစစ်မှုထမ်းလိုအပ်နေတဲ့ရက်ကွက်တစ်ခုတို့ ငွေကျပ်125သိန်းဖြင့်ရောင်းစားခဲ့ကြောင်းသိရှိရပါတယ်။အော်တိုဘလာ19ရက်နေ့ညပိုင်းအပြင်မှာပေါ်တာဆက်ခန်းစီပြီးတော့အော်တိုဘလာ20ရက်နေ့မှာရှက်ချင်းရောင်းစားခဲ့တာပါ။လူမဖမ်းခင်ကလေးကရှုတ်တင်ရှိတ်ဆက်ထားပြီးသားဆိုတာထင်ရှားပါတယ်လို့မိတ်ဆွေဖြစ်သူကပြောဆိုပါတယ်။မောင်ကျော်တပ်ပိုင်းကိုရင်ကဲတို့စစ်မှုတန်းလူသားတို့အဖြစ်ရောင်းရှားလိုက်ကြောင်းတရင်ရရှိသည့်နေ့မိတ်ဆွေများနဲ့ဆွေမျိုးများကအော်တိုဘလာ21ရက်နေ့လိုက်လံရွေးထုတ်ရ အော်တိုဘလ22ရက်နေ့မှာပြန်လဲခေါ်ယူနိုင်ခဲ့ကြောင်းငွေကျပ်125သိန်းပြစ်စစ်မှုတန်းလူသားတို့အဖြစ်ခေါ်ယူခဲ့တဲ့ကြုံပြော်မျိုးမရက်ွက်အုပ်ချုပ်ရေးမှူးများမှငွေများဆုံးရှုံးသွားကြောင်းသိရှိရပါတယ်။ကြော်တက်ပိုင်တွေကိုရောင်းစားတဲ့အသည့်ရန်တော့မိဘတွေရောဆိုင်ရာပိုင်ရာတွေနဲ့တိုက်တဲ့အခါမှာကြုံပြော်မျိုးမှပြန်တွေ့ရပြန်ခေါ်ယူရတဲ့ဟိုဘက်ကနေ125သိန်းနဲ့ဝယ်ထားတဲ့အုပ်ကြီးကတော့သူ့ငွေဆုံးတာပေါ့လို့ဖြစ်စဉ်ကိုတေချာသွားသိရှိထားတဲ့မိတ်ဆွေက ရှင်းပြထားပါတယ်။ ရင်ကဲ့သို့အသက်22နှစ်အရွယ်လူငယ်မောင်ကျော်တက်ပိုင်ကိုထန်းစီပီစစ်မှုထမ်းလူစားတို့အဖြစ်ငွေကျပ်125သိန်းဖြင့်ရောင်းစားခဲ့တဲ့တာဂေတာမျိုးနဲ့အမှတ်9ရပ်ဘက်အုတ်ရှုပ်ရည်မှုနဲ့အဖွဲ့ကိုတာဂေတာမျိုးနဲ့အမှတ်1ရဲစခန်းမှာအမှုခွင့်နဲ့တိုင်ကြားသွားရန်စီစဉ်နေကြောင်းတင်ရရှိပါ။ညာဒုတိယထရင်တပုတ်အနေနဲ့စကိုင်းဝက်လက်အရာတော်မျိုးနဲ့အဆက်တို့စစ်ကြောင်းထိုးနေတဲ့စစ်တပ်ကိုတော်လန်ရေးတပ်များကပူးပေါင်းချာဖြတ်တိုက်ခိုက်ဆိုတဲ့သတင်းကိုတွင်ဆက်ပေးပါမယ်။ စကိုင်းတိုင်းစကိုင်းမြို့နယ်ဝက်လန်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်တို့စစ်ကြောင်းထိုးနေတဲ့အကြမ်းဖက်စစ်တပ်ကိုကြားဖြတ်တိုက်ခိုက်ရစစ်တပ်မှထိခိုက်သူများပြားကြောင့်တော်လန်ရေးတပ်ဖွဲ့များကပြောဆိုပါတယ်။အော်တိုဘာလ21ရက်နေ့တွင်စကိုင်းမြို့နယ်ဝက်လန်မြို့နယ်နဲ့အရာတော်မြို့နယ်အဆက်ကိုစစ်ကြောင်းထိုးနေတဲ့ကြောက်ကုန်းရွာမှစစ်သားများပြူစောထိမြထူပေါင်းထားတဲ့စစ်ကြောင်းကိုတော်လန်ရေးတပ်ဖွဲ့များကကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ထိပ်တွေတိုက်ပွဲအတွင်းအကြမ်းမဲ့စစ်တပ်စစ်ကြောင်းရှိရာကို RPG ကြောက်ပောက်ခွဲခဲ့ခြင်းကြောင့်စစ်သားများထိခိုက်မှုများပြားခဲ့ကြောင်းလက်ရှိအချိန်တွင်အကြမ်းမဲ့စစ်တပ်စစ်ကြောင်းအားဖွဲ့စည်းပုံပြည့်ရစုပ်ပါထွက်ပြေးနေပြီးနှစ်ဦးမှတေဆုံးနိုင်ကခုနှစ်ဦးပြင်းထန်ရာဒဏ်ရာရရှိကြောင်းသိရှိရပါတယ်။ကျွန်တော်တို့ကစစ်ကွေးစစ်ကြောင်းနဲ့ထိတိုက်တွေ့သူတို့ကဆက်ပစ်တာကျွန်တော်တို့မဟာမိတ်တွေက RPG နဲ့ပြန်ထုတာသူတို့ကြားတဲ့ထိတာအကုန်လွှဲစင်သွားတယ်။တိုက်ပွဲကြခြင်းကတနအီခွဲကြော်တယ် စစ်ခွေးတွေအထိနာပြီးဖွဲ့စည်းပုံပြတ်သွားတယ်။အတွင်းသတင်းအရစစ်ခွေးနှစ်ကောင်ကအသက်ကယ်ရေးထိုးထားရတဲ့ဒေသုံးနိုင်ခုနှစ်ကောင်ကတော့အပြင်းအထန်ကုမိရတယ်။အရှာထိတာတွေလည်းများတယ်လို့သိရတယ်။ကျွန်တော်တို့ဘက်ကရဲဘော်နှစ်ဦးကတော့အနှဲငယ်ထိမိထားတာရှိတယ်လို့ထိုက်ခွဲအတွင်းပါဝင်ခဲ့တဲ့တော်လန်ကြီးရဲဘော်တဦးကပြောဆိုပါတယ်။အဆိုပါတိုက်ခိုက်မှုကိုရဲဘော်၃ချိန်စစ်ဆင်ရေးအမည်ဖြင့်မဟာမိတ်အဖွဲ့၃ဝဲဖြစ်သော စားတော်မိုးကျ B Fighter Resolution Army BFRA ဝက်လက်အဖွဲ့တင်မှ ProLine နဲ့ဂျိန်းဆိုးအဖွဲ့တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်းတွင်ရရှိပါ။မြောင်းနောက်ဆုံးသတင်းတပုတ်အနည်းနဲ့ဒနုပူပိုင်အုပ်ချုပ်ခွင့်ရဒေသမှာစစ်တပ်ရဲ့ရေကောက်ပွဲကိုပူးပေါင်းဆောင်ရွက်သူများကိုအရေးယူမယ်လို့ဒနုပြည်သူလူမျိုးရေးတပ်ဦးကသတိပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်စစ်ကောင်စီရဲ့ရေကောက်ပွဲကိုပူးပေါင်းဆောင်ရွက်သူများအား အရေးယူမည်ဖြစ်ကြောင်းဒနုပြည်သူ့လွတ်မြောက်ရေးတပ်ဦး DPNF DPNA အဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူတဦးကပြောဆိုပါတယ်2021ဆက်အာဏာသိမ်းပြီးနောက်ပိုင်းမှာစစ်တပ်ရဲ့ပြည်내မှုကြောင့်ဒနုဒေသအတွင်းနိုင်ငံရေးတက်ကြွလှုပ်ရှားသောလူငယ်များဒနုလူမျိုးကိုစားပြုတ်တဲ့ DPNF DPNA ကိုစုဖွဲ့ပြီးစစ်အုပ်စုကိုလက်နက်ကင်တော်လ အာနာတိမြေတရားမဝင်ရွေးကောက်ပွဲပြုလုပ်ရန်စီစဉ်နေရှိကြောင်းပတိပေးထားပါတယ်ကျွန်တော်တို့ဒနုဒေတာမှာတော့ပြည်သူ့ပါတီအနှဲငယ်လှုပ်ရှားမှုရှိတယ်ကြံဖို့လည်းရှိတယ်ကြံဖို့လှုပ်ရှားတယ်ဆိုတာကလည်းအခုလက်ရှိစစ်ကောင်စီကတင်မြောက်ထားတဲ့ဒေတာဦးစီးဩက္ခရာတယောက်က စီယုံကြီးဆင်းတာရှိပါတယ်ကျန်တဲ့သူတွေက စီယုံကြီးမဆင်းရဲဘူးပါတီနာမည်လည်းမထုတ်ပြန်ရဲဘူးသူတို့ဘာတွေကြောက်နေလဲတော့မသိဘူး သူတို့စုံမိုးပြီးတော့သူတို့အာနာဖဲခံရမှာအရန်ကြောက်နေကြတော့ရှိတာပေါ့ဘေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ဘလို့အေးအေးယူမလဲဆိုရင်ဘလို့ပူပါဆောင်ရွက်ပြီးတော့ဘလို့လှုပ်ဆောင်ချက်တို့ရှိရလဲဆိုတဲ့အပေါ်မှာတော့မူတည်တာပေါ့တတမတ်သေးတော့မရှိပါဘူးလို့ဒနုပြည်သူလွမြောက်ရေးတပ်ဦး DPNF DPNA အဖွဲ့မှတရင်ပြန်ကြားရေးတောင်းဝန်ရှိသူကပြောဆိုပါတယ်ဒနုပြည်သူလွမြောက်ရေးတပ်ဦးဒနုပြည်သူလွမြောက်ရေးတပ်တော့ DPNF DPNA အနေဖြင့် အာနာသိစေအောစုကပြုလို့မရွေးကောက်ပွဲဖို့အတိမတ်ပြုလက်ခံသွားမည်မဟုတ်ကြောင်းထို့ကြောင့်ဒနုပြည်သူလူတို့အနေဖြင့်အကြံမစစ်တရရွေးကောက်ပွဲဖို့အားပေးထောက်ခံခြင်းပူပေါင်းဆောင်ရွက်ရှင်းများဖြင့်စေအောစုအကျိုးစီးပွားနှင့်စေအောစုအာနာတိမြဲရေးအတွက်အစိတ်ပင်ကြီးလောင်းခြင်းမပြုကြပါရဲ့မြတ်တာရက်ခံထားပါပဲဒီရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလူတို့ကစိတ်မဝင်စားဘူးအဲ့ဒါဆိုတော့လူတို့အနေနဲ့စိတ်ဝင်စားတဲ့အတိုင်းပဲနေပေးပါ အာနာတိန်ထားတဲ့အရေးပေါ်ကာလမှာရေကောက်ပွဲလုပ်တယ်ဆိုတာကဘလို့မှတရားလဲမဝင်တဘူးဘယ်နိုင်ငံမှလည်းသိမ့်ဝင်လာဘူးအတိမတ်လည်းပြုတ်မထားပါဘူးဒါကတော့နိုင်ငံတကာအတိမတ်ပြုတ်တာတရားဝင်တာမဝင်တာထက်ပြည်သူလူထုကိုယ်တိုင်ကလည်းသိမ့်ဝင်စားမှုမရှိတဲ့အတိုင်းပဲဒီအတိုင်းနေသွားပေးကြပါနေလည်းသွားမပေးပါနဲ့ကိုပေးလဲသူတို့ကနိုင်ပါပဲမပေးလဲသူတို့ကနိုင်ပါပဲဆိုတော့အပင်မဲ့ကံမနေနဲ့ငွေကောင်ကြေးကြလဲခံမနေနဲ့ မပေးနဲ့ဒီလိုပဲနေသွားကြဖို့တိုက်သွန်းကြပါလေလို့ဓနုကြည်လို့လွတ်မြောက်ရေးတအုပ် DBNF DBN နဲ့တပ်ဖွဲ့မှတရင်နဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောဆိုပါတယ်ဓနုပြည်သူလွတ်မြောက်ရေးတအုပ်ကပြည်သူလူထုများနဲ့အတူပူးပေါင်းဆောင်ရွက်ရေးအချိန်မှုအချိန်မြင့်လှုပ်ဆောင်သွားမည်ဖြစ်ပြီး Federal Democracy ပြည်အောင်စုတိဆောက်ရမှာဓနုလူမျိုးများကိုယ်စားပြုအနေဖြင့်ပြည်တွင်းပြည်ပနိုင်ငံတကာအင်အားစုများနဲ့လည်းပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းတရင်ထုတ်ပြန်ထားပါတယ် အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးပြည်내အားကောင်းရေးမှပြည်ထောင်စုအားကောင်းရေးတည်ဆောက်သွားရမှာမိမိတို့ခင်အားစုဟာနိုင်ငံရေးစစ်ရေးကိုအရှိန်နှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပြီးနိုင်ငံရေးကိုယ်တော်မှုများကိုလည်းစနစ်တကျပူးပေါင်းလှုပ်ဆောင်သွားမည်ဖြစ်ကြောင့်သတင်းရရှိပါသည်။